DVB ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။မေလာ31ရက်နေ့ကအိန္ဒိယနိုင်ငံမှာကျင်းပပြီးစီးသွားတဲ့ကမ္ဘာအလှမယ်ပြိုင်ပွဲ Miss World 2025မှာထိုင်းနိုင်ငံကိုစားပြုအလှမယ်ကပထမဆုဆုခုပြီးကမ္ဘာအလှမယ်တရဖူဆောင်းသွားခဲ့ပါဗျ။ အလမဲ့ပြိုင်ပွဲကိုနှစ်ဆင်ကျင်းပလာတာဒီ2025ခုနှစ်မှာ82ကြိမ်မြောက်ရှိပြီဖြစ်ပြီးထိုင်းနိုင်ငံအနေနဲ့လည်းနိုင်ငံကိုစားပြုအလမဲ့ကိုနှစ်ဆင်ဝင်ရောက်ရှင်ပြိုင်ဖို့ဆေလွတ်ခဲ့တာမှာဒီနှစ်မှာတော့ပထမဆုံးအကြိမ်ထိုင်းအလမဲ့ရရှိသွားတာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံဘန်ကောက်မှာဇွန်လတရနေ့ကလှုပ်တဲ့လိန်စိတ်ခံယူမှုစုံလင်ကွဲပြားသူများနဲ့အထိမ်းအမှတ်လမ်းလျှောက်ပွဲမှာမြန်မာဆရာနာရှင်စနစ်စန့်ကျင်ရေးလှုပ်ရှားသူတွေကလည်းမြန်မာ Hunter has no pride တော်လန်အလန်တွေလွင့်ကြ အနာရှင်တွေဖြုတ်ချဆန်လန်းကင်ပြီးပါဝင်ချီတက်ခဲ့ကြပါတယ်။လိန်စိတ်ခံယူမှုကွဲပြားသူတွေအတွက် အနုပညာပြပွဲ Queer Feminist Exhibition ဖွင့်ပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာဇွန်လ၁ရက်နေ့ကကျင်းပခဲ့ပါတယ်။လိန်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ဂုဏ်ယူစရာကာလ LGBTQ Pride Month ဖြစ်တဲ့ဇွန်လမှာ We are here we are queer လို့အမည်ပေးထားတဲ့အနုပညာပြပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ DPP ရဲ့နောက်ဆုံးရသတင်းတွေကို DPP TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါ रे ခင်ဗျာ။